အော်တိုဘားလ23ရက်နေ့က ARD တိုင်းရေကြီးမြို့နယ်စပင်ကြီးရွာကပြည်သူ24ယောက်ထပ်မံတေဆုံးခဲ့တဲ့ဘုံကျဲမှုအပါအဝင်ပြည်သူလူထုကိုဆရာဇွဲမှုတွေကျူးလွန်နေတဲ့စစ်တပ်ကိုအပြင်းထန်ဆုံးလက်တုံပြန်သွားမယ်လို့ ARD တော်လိုင်းအဖွဲ့တွေကပူးပေါင်းထုတ်ပြန်ပါတယ်။ ARD PDF အမှတ်29နီးပြူဟာ ARD တိုင်းစစ်ဌာနပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ ARD တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ပါကဖားတို့ကအော်တိုဘားလ31ရက်နေ့မှာပူးတွဲထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ စစ်တပ်ကနိုင်ငံရေးအရာရွေးကောက်ပွဲကျင်းပဖို့ကြိုးပမ်းလှုံ့ဆော်နေသလိုငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကိုလည်းဟန်ပြလှုံ့ဆော်နေပေမဲ့တစ်ဖက်မှာလည်းအရသာပြည်သူတွေရဲ့နေအိမ်တွေရှိရာရည်ရွယ်ချက်ရှိရှိပြစ်ခတ်တိုက်ခိုက်နေတာဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ပြီးခဲ့တဲ့အော်တိုဘာလ23ရက်နေ့ကအရာရီတိုင်းစပင်းကြီးရွာကိုစစ်တပ်ကပေါင်900ဖုံးသီး2လုံးပေါင်250ဖုံးသီး3လုံး Jet Fighter 30နဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်ကလေးသူငယ်တွေအပါအဝင်အယသား24ယောက်ထပ်မင်းသေဆုံးခဲ့ရပါတယ်။ဒါ့အပြင်စစ်တပ်ရဲ့ပြစ်ခတ်တိုက်ခိုက်မှုအတွင် လက်နက်ကြီး drone နဲ့ဘုံတိအစထိမှန်တာကြောင့်ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ပြည်သူပေါင်း55ယောက်ထပ်မင်းရှိခဲ့ပြီးထိခိုက်ဖြစ်စေခဲ့တဲ့စာတင်ကြောင်ဖုန်ကြီးကြောင်အပါဝင်လူနေအဆောက်အုံပေါင်း68လုံးထပ်မင်းပျက်စီးခဲ့တယ်လို့တော်လိုင်းအဖွဲ့ရဲ့ထုတ်ပြန်ချက်မှာပါရှိပါရယ်ရှင်